ဒီပိုင်းကတော့ဇိုရီတောင်မိုက်ပုံမှာပစ္စည်းတစ်ခုကိုရှာနေရာကနေစတင်ထားပါလေသတိကံပုံစံပစ္စည်းလေးတစ်ခုလက်မှာကင်ထားပြီးတော့သူ့ရဲ့ခဲအောင်ဆွားကိုထုတ်လိုက်ပါလေလက်ရှိချိန်မှာတော့ဇိုရီကအာမိုရဲ့ဖဏတ်တွေကိုဘာမှမသိတဲ့ယာယီဝမှာကတ်ထားလိုက်ပြီးတော့အဲ့ဒီယာယီကဖဏတ်တွေကိုဆွဲယူသွားပါလေနောက်တော့အဲ့ယာယီစီကနေမိဘတွေထွက်လာပြီးသွေးချောလို့ယာရီကနန်အကြီးကိုဖောက်ထွက်သွားခဲ့ပါလေ ဆိုရီကမင်းလည်းဟိုကောင်မလေးရဲ့ဖက်နဲ့ငါ့ရဲ့ကိုင်ကြီးအရာတွေကိုပေါင်းပြီးတော့ Watchman series တခုဖန်တီးဖို့လုပ်နေရလို့ပြောပြလိုက်ပါတယ် Watchman series ရေဆိုတာရှေးကြတဲ့ပစ္စည်းတွေပဲဖြစ်ပြီးတော့စွာအနီကတိုင်းစားမရှိလို့ဒီပစ္စည်းတွေကိုပိုင်ဆိုင်ထားတဲ့သူကလည်းကြီးမားတယ်အဒီမာစွာအနီရှိထားဖို့လိုအပ်တယ်လို့ဇိုဒီကပြောပါတယ်ဇိုဒီကအဲ့လိုပစ္စည်းတခုဖန်တီးနာဖြစ်ပြီးတော့မအောင်မြင်ခဲ့ပဲသူတွေသနာပြီးလုံရင်းနဲ့တခြားသောຢာတခုကိုဖန်တီးလိုက်နိုင်ပါတယ်俺は全く別のものを生み出す မိုက်ပေါ်မှာပစ္စည်းတခုကိုကောက်ရတဲ့ Watchman series ဖြစ်ပြောင်းပြဖို့လုံနေတဲ့ဇိုဒီကအလုံးမဖြစ်တာကြောင့်စိတ်ပြတ်သွားပြီးအမိုက်ပုံလေးကိုပြန်လွှတ်ပြစ်လိုက်ပါလိမ့်။ဇိုဒီကြောင့်လဲပြန်လာတဲ့အခါမှာခုနကပစ္စည်းလေးကအမဲအောင်ငွေထွက်လာပြီးတော့ကြီးမားတဲ့တခြားရာတစ်ခုဖြစ်ကိုချက်ချင်းပဲပြောင်းလဲသွားခဲ့ပါလိမ့်။သူကစောက်ဆန်းကောင်တွေနဲ့ဒူတဲ့တက်ရှိတမျိုးကိုဖန်တီးလိုက်နိုင်တယ်လို့ပြောပြနေပြီးအဲယာတွေကတက်ရှိကြီးယာတွေကိုအမီပြုတ်ပြီးတော့ဇိုဒီဖန်တီးထားတဲ့တရဝါတွေပဲဖြစ်နေပါလိမ့်။ပြီးကြတဲ့ဘိုင်းတွေတုန်းကရီယိုတယောက်ထူးဆန်းတဲ့စောက်ဆန်းကောင်တွေတိုက်ခိုက်ပြီးတော့အထက်ကနေတက်ရှိကြီးယာမောင်းချတာတလက် ကောက်ရခဲ့တော့မှတ်မိကြအောင်မှာပါအခုပြောနေဆိုဒီဖန်တီးခဲ့တဲ့ယာဆိုတာအဲကောင်လေးကိုပြောတာပဲဖြစ်ပါတယ်ထိုးဘူးယိုဆိုရီယာငါတို့ခုရောက်နေတာမိုးပေါ်မှာပြန်နေတဲ့အဲ့လိုကောင်းကြီးပေါ်မှာပဲလူစပ်ပြောပြလိုက်ပါတယ်လူတို့တယောက်ငငယ်တော့ကပတ်ဝန်းကျင်ရဲ့နှိမ်သာတွေကိုခံခဲ့ရတာလေအားလုံးမှတ်မိကြပါလိမ့်မယ်လူသားသမားတယောက်ရဲ့တားဖြစ်တာနဲ့ညီစင်းရတဲ့လူဒန်းစားတွေအချင်းချင်းတိုင်းမှာတော့မှအမျိုးမျိုးအနှိမ်ခံခဲ့ရပြီးတော့ရက်တိုတယောက်ကပဲသွေးမတော်သားမဆပ်ပဲနဲ့ကိုကြီးစောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်လူများပြောစကားတွေကိုနားမယောင်ဘူးရက်တိုကအများနဲ့မှားပြီး မင်းတို့တို့ကနားမလဲကြလို့ပါကွာလူတွေကတို့တို့နားမလဲအရာစုဖဲချင်းချင်းကြတယ်ကြောက်ကြတယ်လို့ပြောပြခဲ့ပါတယ်ဟိုင်ဂျိုစီယိုတိုဆူတယောက်ကြောင်တယောက်သာတီလာရင်တို့တွေမင်းကိုလက်ခံလာကြပါလိမ့်မယ်ဆိုပြီးပြောခဲ့မိတကယ်တကယ်မှလူသက်သမားရဲ့တားဆိုရဲခေါင်းစဉ်အောက်ကနေမလွတ်ခဲ့ပါဘူးတရတော်ဖျားနာတဲ့လူတို့အပြင်ကနေပြန်လာတဲ့ရက်တိုကရေဘတ်တိုက်ပြီးတော့စောင့်ရှောက်ပေးခဲ့ပါလိမ့်လက်ကဒယ်ဟာရီကိုလည်းပတ်တီးစီးပြီးတော့မျိုးတဲကိုလည်းလိုက်ပြပေးခဲ့ပါလိမ့်ဒါပေမဲ့လူတို့ကလက်ကဒယ်ဟာရီနာကျင်နေတော့မှဖြစ်ပြီးတော့ ။ချိန်တစ်ခုကြာလိုက်ခါမှာရက်တိုကသစ်သားပုံလေးတစ်ခုနဲ့ Westman Series လက်အိတ်တွေကိုယူလာပေးခဲ့ပါတယ်။အန်နီကရူရိုတရ Westman လက်အိတ်တွေကိုစားတဲ့နေ့ဖြစ်ပြီးတော့ရက်တိုယူလာပေးတဲ့လက်အိတ်တွေကစွမ်းအကြီးပစ္စည်းတွေဖြစ်နေတဲ့ဆော်အောင်တိလိုက်တဲ့ရူရိုတရအရန်ကိုအန်ဟောသွားခဲ့ပါတယ်။ရှားပါပစ္စည်းတစ်ခုကိုစင်းသားရက်ကွက်ရက်တိုကဘလို့များရားခဲ့တာလေးလို့တွေးနေပြီးတော့ဇိုဒီကကြည့်ရမင်းကမရောက်ကပါမရောက်ခင်ဒီဒီစွမ်းရည်အကြောင်းဘာမှမသိခဲ့ပုံပဲလို့ပြောလိုက်ပါလေစွမ်းရီအကြောင်းတလုံးတကမ်းမှမသိတဲ့အမိုက်ပုံတွေကကောင်းလေးက တက်ရှိကရိယာတွေထက်အဆင်မင်းတဲ့စီရီလဲအိတစ်ခုကိုရထားတာအန်အသင်းစရာပဲလို့သူကပြောလိုက်ပြီးဂေဗာဖြစ်လာပြီးတော့ကြီးမားတဲ့စွမ်းတွေကိုတုံးခဲ့တာတောင်ယူမသွားသေးတာတကယ်အထင်ကြီးစရာပဲလို့စပ်ပြောလိုက်ပါလိမ့်ဇိုဒီကကြောက်စရာကောင်းတဲ့ကြီးနေနဲ့ကြီးနေတော့ရူဒိုလဲလန့်လာပြီးတော့ဒီလဲတွေကဘာကြီးတွေလဲလို့မေးလိုက်ပါလိမ့်နန်းနန်းဒါယောကိုရဝဇိုဒီကဒါတွေဝက်စမန်စီရီလို့ခေါ်တယ်လူတယောက်ဒါတွေဖန်ပြီးခဲ့တာလူတယောက်ဘယ်လိုလုပ်ဒီကြီးမားတွေကိုပိုင်ဆိုင်တာလဲတော့ငါလည်းမသိဘူး ဒါပေမဲ့ပစ္စည်းတွေကိုတုံးတဲ့သူတွေအားလုံးအာမုံနဲ့သူ့ရဲ့သခင်လုံးယူသွားကြတာကြီးပဲလို့ပြောပြလိုက်ပါတယ်။ရူဒလည်းကျွန်တော်ဓာကြီးတွေဝှက်ထားကြပြီးမယူသွားပါဘူးလို့ပြောလိုက်တဲ့အခါဇိုဒီကဒီပစ္စည်းတွေတုံးပြီးတော့မယူသွားသေးတာမင်းနဲ့ငါပဲရှိတယ်လို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့ဒီပစ္စည်းတွေကြောင့်ငါတို့တန်ဖိုးထားတဲ့အရာတွေတော့ပျက်စီးသွားတယ်လို့ပြောလိုက်ပြီးတော့ဇိုဒီကရူဒိုမင်းဘာတွေစိတ်တက်ကြနေရလဲ။ငါတို့ဒီလိုအစွမ်းတွေကိုပိုင်ဆိုင်နိုင်ပြီလေလို့ပြောနေတယ်အစွမ်းတွေကိုထုတ်လိုက်ပါတယ်။ငါတို့လိုတာမန်လူတွေကဝက်မန်စီဗီတခုနဲ့တော့တော့စွမ်းတာ။အကုန်လုံးသာစူနိုင်ဘလောက်တောင်စွမ်းသွားမလဲလို့ပြောလိုက်ပြီး ငါအဲ့ဒါကိုရန်ကိုသိချင်တယ်လို့ရူတို့ကိုပြောလိုက်ပါတယ်ဝက်ချန်စီးရီလို့ပစ္စည်းတွေအများကြီးဖန်တီးခဲ့မယ်တခါမှမအောင်မြင်ခဲ့ပဲအမိုက်သားရဲ့စောက်ဆန်းကောင်အသေးကြီးတွေဖြစ်သွားခဲ့လို့ပြောပြလိုက်ပါတယ်ခန္ဓာကွမ်းနေဟုံးတောင်းနေစွာရီနဲ့ဇိုရီကဒါရီအားလုံးကစမ်းသက်ချက်တခုပဲလို့ပြောလိုက်ပြီးတော့ကလင်နာရီအများကြီးရှိတဲ့အထက်ကမင်းငါဆွဲခေါ်လာခဲ့တာလေငါစမ်းသက်ချက်ဇလုံးကဘာကြီးကိုချိန်မုံမွားလဲငါစမ်းသက်ချက်ပဲလို့ကြွေးကြော်လိုက်ပါတယ်仲間がいる時にお前に接触したのに全て ရူတို့ကခဏလေးနေပေါ့ကျုပ်တို့ကပြန်နေဆိုတော့လို့ပြောလိုက်တော့ဇိုဒီယာဟုတ်တယ်ငါတို့ကအမိုက်သားရဲ့တကောင်ရဲ့ဘိုက်ထဲမှာငါတို့ခုပဲဆလုံးကဘာကိုသွားကြတော့မှာလို့ပြောလိုက်ပါလေအမိုက်သားရဲ့ဆွဲတန်းကိုကြားလိုက်တော့ဖန်တီစီယာတယောက်ပြောသွားပြီးတော့ဘုံနေရနေဦးကြောင်ကြောင်နဲ့ဟဲ့တကယ်ကြီးလားဟေးဟေးလို့ထပြီးတော့អော်လိုက်ပါတော့တယ်ရူတို့လည်းဟမ်မင်းကဒီမှာဘာလုပ်နေရတုန်းလို့ပြောလိုက်ပြီးအန်ဂျင်ချမဲ့ကောင်လေးကတော့ရုတ်တရက်ငလင်းနေလှုပ်လာခဲ့တာကြောင့်အမလီစီယာရဲ့မလှုပ်ပါနဲ့မလှုပ်ပါနဲ့ဟိုးစတော့မလှုပ်ပါနဲ့လို့ထပြီးတော့អော်လိုက်ပါလေ Oh my it's からここにいたんだ 僕まだ戦ってすらいないのに。အန်ဒီကအမေဘာပြောနေရလဲလို့မေးတဲ့အခါအခုငလင်းကကျွန်တော်ဆရာလောက်တာဗျကျွန်တော်တို့ချာခိုင်းနေတာလောက်ပါဗျာကျွန်တော်စပြီးတော့တိုက်ပါတော့ဂျေဆုရှင်ရဲ့လို့တောင်းပန်နေတဲ့အခါမှာအန်ဂျီကအေးအေးလို့ပြောကလဲပြန်သွားခဲ့ပါလေသူကဟာဘယ်သွားလဲဗျာအမလီလောက်ပါကျွန်တော်ချပါကျွန်တော်ဆရာကျွန်တော်တတ်လိုက်မယ်လို့ပြောနေတယ်အခြားခံကျင်နေတဲ့ဖူကြောင့်အန်ဂျင်တယောက်လည်းအတံမထွက်ပဲစောက်ွက်ပြီးကဂျေနတ်လို့နေခဲ့ပါတော့တယ်ဟာ僕一人でもできるんだぞ止まってくださいよ ူကချပေးဖို့ဒူးထောက်တောင်းမှန်တဲ့အခါအန်ဂျီကယောက်ျားချင်းကြီးမချဘူးကွာငါဘမရောက်နေရလဲငါတကယ်ချင်းနေဘမလည်းမသိရမချင်းမချဘူးလို့ပြောနေရဖူလည်းကြောက်သွားပြီးတော့ကျိုးတို့ရောက်နေတာမှိုက်သားရဲကြီးတဲမှာပြလို့ပြောပြချလိုက်ပါတော့တယ်အန်ဂျီလည်းမျက်လုံးပြူးသွားပြီးတော့အော်တကယ်ကြီးလားလို့မေးလိုက်တဲ့အခါဖူကကျွန်တော်ပြောပြီးဆိုကျွန်တော်ချဖို့စိတ်ပါပြီလားလို့မေးတဲ့အခါမှာအချားကျွန်တော်ကွယ်ယုံစရာကြီးမင်းရလဲလို့ပြောလိုက်ပါတယ်တပတ်ကဒီအားဆန်နာတို့ဘက်မှာတော့ဒီအားကငလင်တွေလှုပ်လာခဲ့တာကြောင့်စိတ်တွေတုန်နေခဲ့ပါတယ်ဘွန်ဒက်စ်ကဂိမ်းကိစ္စတော့စပါ ဒီတိုင်းသာဆိုငါတို့စီးနေတာရေးလေခဏနေဇလုံးကဘာပေါ်ရောက်တော့မှာပဲလို့ပြောလိုက်ပါတယ်အဲ့ခါဘရိုဆန်တာလဲဗျာကျုပ်တို့ကတားရေးကောင်ကြီးတွေရောက်နေရလားလို့မျက်လုံးကြီးပြူးသွားခဲ့ပါတော့တယ်အန်ဂျင်ကဖူးကို sorry ပါငါကောင်ငါတို့ကတန်ရှင်းသမားကြီးလေငါတို့လောက်ကတားရေးကောင်တွေရှင်းနာပဲကွာစိတ်မကောင်းပါဘူးမင်းတို့မချောက်ဒီကောင်ကြီးတို့ပြင်းတော့မယ်လို့တပွဲလုံးတညီတည်းပြောလိုက်ကြပါတယ်ငင်းကြနေနော်ဂီမုံမိုင်းရိုးရိုးဟိုးဒီစကား ဘရူဆန်နာတို့နှစ်ယောက်လဲစွာတွေကိုထုတ်လိုက်ပြီးတော့သူ့ရဲ့တက်ရှိကရိယာဝိစာကြီးကိုထုတ်လိုက်ပါတယ်ဘိုနက်စ်ကတော့အေးပါကွဲလုံးကြလုံးကြငါမောသွားလို့ခဏနားအောင်မယ်ပြောကထွက်သွားလိုက်ပြီးဘရူဆန်နာဒီရောက်ဝိစာနဲ့ချီပြီးတော့ကလေးကိုအကောင်ကြီးချီပြစ်ပေါက်လိုက်ပါတယ်ဘိုနက်စ်ရဲ့စောက်ပေါက်တဲ့ကရယူမြင်လိုက်တော့ဘာတော့မှလို့ကြောင်သွားပြီးတော့အပြစ်ခံရတဲ့ဒီရကနိုင်ငံကြီးကိုပတ်ပတ်ပတ်နဲ့ကလေးလက်သေးလေးနဲ့ထိုးနေခဲ့ပါတယ်ဘွန်ဒက်စ်ကဘရူအီတော်လိုက်တော့ငါလကီကလေးသေးသွားအောင်ပဲပြောနေခဲ့ပြီးတော့ စကားများနဲ့သူ့ကိုဘရိုကအဝိစားနဲ့ခြိပစ်လိုက်ပါတယ်အဲဒီအချိန်တပတ်ပတ်နဲ့ထိုးနဲ့ဒီရလက်သီးတွေတဖြည်းဖြည်းနဲ့ကြီးလာပြီးစင်ထရယ်လီယန်လက်သီးကြီးနဲ့ထိုးခွဲပစ်လိုက်ပါတော့တယ်